မင်္ဂလာပါရှင်။ခုချိန်ကစပြီး2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့အတွက် MCDM ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့မာရီလမ်မာ။ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ဖျားပုံထောင်းအာနာပိုင်များကနိုင်ငံအကျဉ်းသားများကိုဖိနှိပ်နေတဲ့အပြင်လက်စားမှုများကိုပါဆူရွားစွာလှုံ့ဆော်နေတဲ့သတင်းဖြစ်ပါတယ်။ ။ AR တိုင်းဖျားမှုအကျဉ်းနောက်မှာထောင်အာဏာပိုင်တွေကနိုင်ငံရေးကျင်းသားတွေကိုဥတီဖိနှိပ်နေတဲ့အပြင်လက်စားမှုတွေကိုပါဆိုးရွားစွာကျူးလွန်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်။ဖျားပုံကျင်းနောက်မှာအကျဉ်းသားအသစ်များစတင်ရောက်ရှိလာတာနဲ့ထောင်မှုနဲ့ရရှိများမှတိုက်ရိုက်တော်၎င်းတန်းစီများမှတဆင့်စောက်ရှောင်ကျေးဟုပြောရတော်၎င်းငွေကျပ်3သိန်းမှ8သိန်းကျပ်အထိတရားဝင်ရပိုင်ခွင့်ဟုပြောဆိုတာတောင်းခံလေးရှိတယ်လို့ဆိုပါတယ်။ငွေကြေးမပေးနိုင်တဲ့အကျဉ်းသားတွေကို တန်းစီများစီကံတိန်များမှတစဉ်ဤမျိုးစုံနဲ့ငွေညှစ်ခြင်းရရှိများမှဆဲဆူအော်ဟစ်တောင်းချမ်းခြင်းကိုထင်းလဲရောက်ရိုင်းနှက်ခြင်းတွေကိုမကြခဏကျူးလွန်နေတယ်လို့ဆိုပါရယ်ဒါအပြင်တန်းစီများက၎င်းတို့စိတ်မကြည်ရင်ကျင်းသားတွေပေါ်နိုင်ထက်စီနင်းပြုခြင်းပိုးကြခြင်းထိုကျက်ရိုင်းနှက်ခြင်းတွေပြုလုပ်လို့ရှိပြီးထောင်ပိုင်စော်ထုံးဦးထောင်မူအောင်ဆန်းလင်းတို့ကမိတို့မှအေးအေးယူခြင်းမရှိဘူးလို့သိရပါတယ်အဲ့လိုဖိနှိပ်မှုတွေကိုအစိုးရအဆုံးလုံဆောင်နေတဲ့တန်းစီများမှတိရဲအောင်မရေမှုဆဲနှစ် နှစ်နှစ်တဆိုးဝေခေါ်ကရော19ကကြီး10နှစ်3အောင်သူလူကုန်ကူးမှု10နှစ်တို့ဖြစ်ကြပြီးခေါင်းစဉ်အမျိုးမျိုးတက်ခငွေတောင်းခံခြင်းနိုင်ကျင့်ပူကြခြင်းတွေကိုတရားဝင် ခွင့်ပြုမဲ့ရထားတယ်လို့ပြုလုပ်နေတယ်လို့ PPNM ကဖော်ပြထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရွှေဘိုတက္ကသိုလ်ကိုပြောင်းလာတဲ့နန်းစီရန်ပါမောက်ခန့်တူကိုပကဖဖမ်းဆီးတဲ့သတင်းဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘိုတက္ကသိုလ်ကိုရာဒူးတုံးနဲ့ပြောင်းလာတဲ့နန်းစီရန်ပါမောက်ခန့်တူကိုရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖမ်းဆီးထိန်သိမ်းထားတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကသိရပါတယ်။နှွေမလာ22ရက်ညနေ3နာရီခန့်ကရွှေဘိုမူကန်းကြီးလမ်းပိုင်းတနေရာမှာရွှေသစ်စာခီးတဲ့တင်ကားကိုပကဖအဖွဲ့ကစစ်ဆေးခဲ့ပြီးနန်းစီရန်ပါမောက်ခန့်တူကိုဖမ်းဆီးသွားခဲ့တာလို့ဆိုပါတယ်။ ဖန်စီခံနိုင်ရသူဟာရန်ကုန်ဝိဇ္ဇာသိပ်ပန်တက္ကသိုလ်မှာရွှေဘိုဝိဇ္ဇာသိပ်ပန်တက္ကသိုလ်ကိုပါမောက်ခအဖြစ်ယာတုတုပြောင်းလာတဲ့သင်္ချာဌာနမှပါမောက်ခဒေါက်တာရီရီလွင်ဆိုသူဖြစ်တယ်လို့သိရပါဗျ။ ဒေါက်တာရီလွင်ကိုကောင်းမွန်စွာထိမ့်သိမ်းထားပြီးမြို့နယ်ပအားဖားနဲ့ပလဖလန်အောက်မှာရှိတဲ့နန်းစီဒီယမ်စီစီဘုတ်ဖွဲစီကိုလွှဲပြောင်းပေးထားတယ်လို့ရွှေဘူပကဖသတင်းပြန်ကြားရေးတာဝန်ရှိသူကဆိုပါတယ်။ဖန်ဆီးထားတဲ့စစ်ကော်မရှင်လက်အောက်ခံနန်းစီဒီယမ်ဝန်ထမ်းတွေကိုစီစီဘုတ်ဖွဲအနေနဲ့စီဒီယမ်ပြုလုပ်ဖို့စစ်ကော်မရှင်နဲ့ဆက်လက်မပူးပေါင်းမှုအသိပေးပြီး၎င်းတို့ရဲ့လုပ်ရက်တွေနဲ့စစ်ဆေးပေါ်ပေါက်ချက်တွေပေါ်မူတည်ပြီးပြန်လှုပ်ပေးတာတွေလည်းရှိတယ်လို့သိရပါတယ်ရှင်။ နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့နမောက်မှာစစ်ကောမရှင်စစ်ကြောင်းကိုကြားပြတိုက်ခိုက်ခဲ့ရာဆယ်ဦးကျော်သေဆုံးတဲ့သတင်းပဲဖြစ်ပါတယ်။မကွေးတိုင်းနမောက်မြို့နယ်ကြောက်တန်းရွာနီးမှာစစ်ကောမရှင်စစ်ကြောင်းကိုကြားပြတိုက်ခိုက်ခဲ့ရာဆယ်ဦးကျော်သေဆုံးခဲ့တယ်လို့နေပြည်တော်စစ်ဒေသဗျူဟာ18စစ်ကြောင်းထံကသိရပါတယ်။နွေမာလာ25ရက်မနက်7:27မိနစ်ခန့်မှာအင်အား80ခန့်ပါစစ်ကောမရှင်စစ်ကြောင်းကိုဂျာပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတနအိနီးပါတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲတွင်စစ်ကောင်ရှင်တပ်ဖွဲ့ဝင်၁၀ဦးထပ်မံတေဆုံးခဲ့ပြီးတော်လင်းရဲပေါ်များအထိကိမ်းရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်ရှင်စစ်ကြောင်းမှတောင်တွင်ကြီးခြေဆိုင်လေ့ကျင့်ရေးခနဲ့အောက်လန်ခြေဆိုင်ကပ္ပဆာ၁၉နဲ့ရွာမုံကပ္ပဆာတို့ကတပ်သားတွေပါဝင်တယ်လို့ဆိုပါတယ်။စူပါစစ်စင်ကြီးကိုနေပြည်တော်စစ်တိုင်းဖြူဟာ၁၉စစ်ကြောင်း၉၀၃တက်ရဲ၉၀၂တက်ရဲနမောက်ပကဖာနဲ့မြို့သိပိတ်တနုတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာလို့သိရပါတယ်ရှင်။ ဆက်လက်ပြီးပေါင်းမြုံနယ်နောက်တောင်ပချံကြောင်မိတ်တောင်ရွာမှာစစ်ကောင်စီတပ်ကနေအိမ်15လုံးမိရှုဖျက်ဆီးကျေးရွာ7ရွာမှာပြည်သူ4000ကျော်လေးလကြာစစ်ပေးရှောင်နေရတဲ့တရင်ကိုလည်းတင်ပြပေးပါမယ်။မကွေးတိုင်းပေါင်းမြုံနယ်နောက်တောင်ဘက်ဇုံတစ်နယ်မြေအတွင်းရှိကြောင်မဲတောင်ကျေးရွာကိုမေမလာ23ရက်နေ့ကကပ္ပစာ24လက်နက်စရုံမှထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား250ကျော်ကမီးရှို့ဖျက်ဆီးခဲ့ရာနေ25လုံးပြန်ချသွားခဲ့တယ်လို့ပအာဖပလူသားစန္နာရေးဌာနကသတင်းထုတ်ပြန်ပါတယ်။ဆိုပါဖြစ်ရကြောင့် ချောင်မဲတောင်ကျွော်ပါဝင်အနီးဝန်းကျင်ကျွော်ဆက်တရွာမှာဒေသခံပြည်သူ၄000ကျော်ဟာလေးလားကျော်ကြာစောမြို့နယ်နဲ့ထီလင်းမြို့နယ်ဘက်ခြမ်းတွေကိုနေရဲဆွန့်ခွာစစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။စစ်ဘေးရှောင်စခန်းများတွင်ယာယီတဲအိမ်များစားနေရခါစောင်ချနောင်စေဝါစသည်တို့လိုအပ်နေကြောင်းအတိပေးတောင်းဆိုထားပါတယ်။လူဝက်နေတဲ့ကူညီတွေကိုပေးပို့လိုပါကပအားဖပောက်လူသားစာနာရေးဌာနသို့မဟုတ်ယုံကြည်ရသောဒေသတွင်လူမှုကူညီရေးဖွဲ့များနဲ့ဆက်သွယ်နိုင်ကြောင်းအတိပေးထားပါတယ်ရှင်။ နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့ရန်ကုန်မြို့နယ်ကကြောက်တရားရဲစခန်းကိုမြို့ပြတော်လှန်ရေးအဖွဲ့တွေလက်ပစ်ပုံးနဲ့ပြည်တွင်းတိုက်ခိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်မြို့နယ်မှာရှိတဲ့ကြောက်တရားရဲစခန်းကိုမြို့ပြတော်လှန်ရေးအဖွဲ့တွေကလက်ပစ်ပုံးတွေပြည်တွင်းတိုက်ခိုက်ခဲ့တာရှိတယ်လို့ရန်ကုန်မြို့တော်မှာနေထိုင်သူတွေကပြောပါတယ်။ ရန်ကုန်မြို့ကျောက်တရားမြို့နယ်စုလေးဖျားလမ်းမပေါ်မှာရှိတဲ့ကျောက်တရားရဲစခန်းကိုမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေကဒီကနေ့နိုဝင်ဘာလ25ရက်မနေ့အစောပိုင်းတနိုင်ကန်းချိန်မှာလက်ပစ်ပုံးနှလုံးပစ်သွင်းပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့မြို့ပြတော်လိုင်းအဖွဲ့တွေဘက်ကလည်းတီးပြူထုတ်ပြန်ထားပါတယ်မျိုးပြပြောက်ကြားတပ်ဖွဲ့ဝင်တွေပြည်တွင်းလိုက်တဲ့လက်ပစ်ပုံးတွေဟာရဲစခန်းရှိမှရှိတဲ့ကင်းတဲ့အနီးကျရောက်ပောက်ကွဲခဲ့တာကြောင့်ရန်သူစစ်အုပ်စုဘက်ကထိခိုက်မှုတွေရှိနိုင်ပြီးအသေးစိတ်သိရအောင်စုံစမ်းနေတယ်လို့ဆိုပါတယ် ဆိုပါရဲစခန်းဟာဂျမ်းမစစ်တပ်ကလုံးမဲ့တွေ့ရရွေးကောက်ပွဲအတွက်ပူပေါင်းပါဝင်လှူဆောင်ပေးနေတဲ့အပြင်ပြည်သူလူထုကိုနှီးမျိုးစုံနဲ့မတရားဖန်ဆီးနှိပ်စက်နေတဲ့စခန်းတစ်ခုဖြစ်တာကြောင့် fire power အထူးစစ်စင်ရေးစီးရေးပြစ်မှတ်ဖြစ်တိုက်ခိုက်ခဲ့တာလို့ operation flame ကသိပေးထားပါတယ်ဒီစစ်စင်ရေးကို operation flame နဲ့အတူနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ကြီးမြနာမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့နဲ့လာလာမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တို့ပူးပေါင်းလှူဆောင်ခဲ့တာဖြစ်ပါတယ် ဂျမတ်စစ်တပ်ကလုံးမဲ့အတွေ့အော်ယူကောက်ပွဲကိုလုံးဝလက်မခံတဲ့အတွက်ရခုံမှာရှိတဲ့ဒေါ်လင်းမဟာမိတ်တွေအတူလက်တွဲပြီးဂျမတ်စစ်တပ်ကိုအရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့မြို့ပြပြောက်ကြားအဖွဲ့တွေကထုတ်ပြန်ကြေညာထားပါတယ်ရှင်။ ဇလက်တင်ပြပေးဦးမယ်တဲ့ရင်ကတော့မိုးကုတ်မြို့နယ်အတွင်းစစ်ကောင်ရှင်တပ်သားများစိတ်ဝင်နေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမြို့ပြင်ကိုထွက်ခွာပေးနေရတဲ့တဲ့ရင်ပဲဖြစ်ပါတယ်။မလေးတိုင်းမိုးကုတ်မြို့ကိုစစ်ကောင်ရှင်တပ်သားတွေစိတ်ဝင်နေပြီးလာမယ့်နှွေမာလ30နဲ့ဒီဇင်ဘာလ1ရက်နေ့မှာ DNL လုံခြုံရေးကူညီနဲ့မြို့ရင်းကိုဝင်ရောက်မှာဖြစ်တာကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမြို့ပြင်ကိုဆုတ်ခွာပေးထားရတယ်လို့ဒေသရင်းတဲ့ရင်မြစ်တွေစီကသိရပါတယ်။ စစ်ကော်မရှင်တပ်သားတရားကျော်ကမြို့ရင်းကိုစစ်ဝင်ထားပြီးဖြစ်တယ်လို့အတည်ပြုထားပြီးတအောင်တက် DNL ထိန်းချုပ်ထားချိန်မှာအုပ်ချုပ်ရမှုဖြစ်တာဝန်ထမ်းဆောင်ခဲ့သူအချို့ပါဝင်မြို့ကန်85ရဲခန့်နှုန်းကဟာမြို့ကိုစွန့်ခွာနေပြီလို့၎င်းကဆိုပါတယ်မြုပ်ကံတွေစွန့်ခွာသွားတဲ့နေအိမ်တွေကိုတခိုးတွေကဖောက်ထွင်ပြီးဝင်ရောက်ခိုးယူတာတွေရှိနေတယ်လို့မြို့ရင်းကြံရှိနေတဲ့ဒေသခံအချို့နဲ့မြို့ပြင်ကဒေသခံတွေဟာတိုက်ပွဲတွေတကြောပြန်ဖြစ်ပွားလာပြီးစာနယ်ဌာနနဲ့လက်မှတ်ဆက်သွယ်ရေးပြတ်တောက်မှာကိုဆွေးနွေးနေကြတယ်လို့သိရှိရပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာကြောက်ဖားဂိတ်မိုးကုတ်မြို့ရှေပိုင်းရှိမြို့မရဲစခန်းမိုးကုတ်ထောင်ကြီးချုပ်ပြောင်းမြင်ရွာထိပ်ရှိရတနာရှင်ကြောင်မြတ်လုတ်ကွက်စားတဲ့နေရာတွေမှာ DNL uniform ဝတ်ဆင်ပြီးအတူတက်ဆွဲထားတယ်လို့သိရပါဗျ။ နွေမာလာ12ရက်နဲ့13ရက်နေ့မှာ DNL ကဒေါ်လင်းတက်တွေကိုနမ်တူနဲ့နမ်ဆန်မြို့မှာခေါ်ယူတွဲဆောင်ခဲ့ပြီးလာကုံပိုင်းမှာစစ်ကွန်ရှင်တက်ကိုလုံခြုံရေးယူပေးပြီးမိုးကုတ်မြို့တွင်ခေါ်သွင်းမယ်လို့အတည်ပြုခဲ့ကြောင်းစီရေးတရင်ရင်းမြစ်ကပြောပါရတယ်။ဒါအပြင်ပြည်သူ့ကာကွယ်တပ်တွေကိုလည်းမြို့ပြင်ဘက်မှာနေခိုင်းထားပြီးစစ်ကွန်ရှင်တက်ဝင်လာပါကမဖြစ်ဖို့ဖိအားပေးမှုတွေလည်းရှိနေတယ်လို့ဆိုပါရတယ်။မိုးကုတ်နဲ့မိုးမိတ်ကို DNL ကစစ်ကွန်ရှင်ထံပြန်လွှဲအပ်ပေးမယ်လို့ထုတ်ပြန်လာပြီးနောက်မိုးကုတ်မြို့ကိုကာကွယ်သွားမယ်လို့ပြည်သူ့ကာကွယ်တပ်တွေကထုတ်ပြန်ကြေညာထားတယ်လို့ KAI ကလည်းမဟာမိတ် တွေနဲ့ပူးပေါင်းပြီးမုံမွေးမြို့ကိုပြန်လည်ကာကွယ်သွားမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မင်းတို့မြို့နယ်မှာစစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်ဖမ်းဆီးဝူရီစေရောင်းဝယ်နေသောပြူစောထီတစ်ပက်နေသွေးကို PDF တပ်ဖွဲ့ကဖမ်းဆီး WYC 1030ရရှိတဲ့သတင်းဖြစ်ပါတယ်။မကွေးတိုင်းမင်းတို့မြို့နယ်မှာစစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်း မူရစေရောင်းဝယ်မှုများလှုပ်ဆောင်နေတဲ့ပြူစောတိခေါင်းဆောင်ဖိုးပြရဲ့တပည့်ဖြစ်သူနေသွေးကိုပြည်သူ့ခိုင်ခွေတက်မတော် PDF တပ်ဖွဲ့ကနွေမလာ25ရက်နေ့နနက်7:00နာရီခန့်မှာအရှင်ဖမ်းဆီးခဲ့ကြောင်းတရက်ခရအမှတ်လေးတရင်မှတရင်ထုတ်ပြန်ပါတယ်မင်းတို့မြို့နယ်ညောင်မင်းသားချစ်ရွာနေပသိမ်မုံရွာလမ်းပိုင်းမှာနေသွေးကိုစိုက်ကဲနဲ့တဦးတည်းထွက်လာချိန်မှာဆောင်းဆိုင်ပြီးဖမ်းဆီးရမိခဲ့ကဖန်စီရမှာမူရစေ WY စေဝါများအလုံး1300ရရှိခဲ့တယ်လို့သိရပါဗျ။ နေသွေးဟာပစ္စောတိကောင်းဆောင်ဖို့ပြနေတူညောင်မင်းသားချေးရွာကိုအခြေပြုပြီးမူရီစင်မှောင်ကိုရောင်းဝယ်မှုများနဲ့လောင်ကစားကိုင်းများလုံးဆောင်နေခဲ့သူဖြစ်ပြီးပသိမ်မုံရွာလမ်းပေါ်တွင်ကိန်းများဖွင့်ကခီးသွွားပြည်သူများထံမှဆက်ကြီးတောင်းခံမှုတွေလည်းလုံးဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်သားများစုစည်းနေရာစစ်ကြောင်ထိုးနေရာများမှာပါဝင်ကူညီခဲ့ပြီးလေပန်းချေးရွာအုပ်စုကအခြားချေးရွာများတွင်စစ်ခွေးများနဲ့ပူပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေကိုလည်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ချောင်းမြွနယ်မှာစစ်ကောင်စီတပ်သား၄ဦးလက်နက်ခဲယမ်းတဲ့အတူပကဖားထံအလင်းဝင်ဂုံပြူစုငွေချိမြင့်တဲ့သတင်းဖြစ်ပါတယ် ကွေးတိုင်း6မြို့နယ်မှာစစ်ကောင်စီတပ်မတော်မှစစ်သားလေးဦးဟာတနက်တလန်နဲ့ခဲယမ်းတွေယူဆောင်လာပြီး6မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထံအလင်းဝင်ရောက်လာခဲ့ကြောင်း6မြို့နယ်ပကဖမှတရင်ထုတ်ပြန်ထားပါတယ်။နှွေမလာ25ရက်နေ့တွင်အလင်းဝင်ရောက်လာတဲ့စစ်သားတွေကိုပကဖဘက်မှနှွေထွေးစွာကြိုဆိုပြီးဂုံပြူစွေချင်းမြင့်ပေးခဲ့ပြီးဂျမစစ်တပ်ထံတွင်တာဝန်ထမ်းဆောင်လိုခြင်းမရှိသောစစ်သားရဲနဲ့စစ်မှုထမ်းတပ်သားတို့များအားမြန်ဆုပ်အလင်းဝင်ရောက်ရန်ဖိတ်ခေါ်ထားပါတယ်ရှင်။ ဒီကနေ့တင်ပြပေးခဲ့တဲ့သတင်းတွေကိုကိုသစ်လူလေးနဲ့ခါရှယ်တို့ကပေးပို့ခဲ့တာဖြစ်ပါတယ်ရှင်။